ချမ်းသာစွာနေနီလို့တရားကောင်းစဉ်လေးပြီးပြီးတော့ဦးရှင်တို့ဟောကြားမဲ့အရဏဝိဘင်္ဂသုတ်တံတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဗျာမင်္ဂလာပါဓမ္မရဲ့ဓမ္မနှုတ် channel မှာကြိုဆိုပါရစေဒီသုတ်တံကိုဦးရှင်တို့ဘုရားရှင်ကိုရောင်မြတ်ကြီးသာဝတိပြည်မော်ဇေတဝန်ကျောင်းတော်မှာတရင်သုံးတော်မူခြင်းကာလရဟန်းတော်အရှင်မြတ်တွေကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ် ဒီလိုဟောကြားတာကဘာကြောင့်ဟောတာတော့ဆိုတော့အတ္တဇာတရားမြတ်စွာဘုရားအလိုတော်ဆန္ဒရှိတဲ့အတွေ့အကြုံဟောကြားလိုက်တာအကြောင်းအထူးတစ်စုံတရားပေါ်လို့ဟောတာမဟုတ်နော်ဒီနိလမ်းများကိုအသုံးပြုပြီးတော့ချမ်းချမ်းသာသာနေနိုင်ကြဖို့ဆိုတဲ့မြတ်စွာဘုရားရဲ့အလိုဆန္ဒအားလျော်စွာဒီသုတ်တံကိုမြတ်စွာဘုရားဟောတာအဲ့တော့ဦးဇင်းတို့ဒီသုတ်တံကိုကိုယ့်ရဲ့ခေါင်းထဲမှာ ြေးကြေးပြွန်ပြွန်နားလေသွားစေဖို့မှတ်မိသွားစေဖို့မင်းကွန်းစတော်ဘုရားကြီးဟောကြားရေးသားထားတာကိုအရင်တို့အခြေခံပြီးတော့ပေးသပေါင်းသူတော်ကောင်းတို့ကိုပြောသွားပါမယ်စတော်ဘုရားကြီးကဒီသုတ်တံမှာမြတ်စွာဘုရားကချမ်းချမ်းသာသာနေနိုင်ဖို့အရဏဝိပင်ကအရဏဆိုတာကိလေသာမြူကင်းနေဆိုတဲ့သဘောကိုပြောတာ အဲ့ဒါချမ်းချမ်းသာသာနေနိုင်ကြောင်းဒီလံကောင်းများလို့ဆိုတော့ဘုရားကြီးကအဲ့လိုနာမည်တက်တယ်။အဲ့လိုချမ်းချမ်းသာသာနေနိုင်ဖို့အတွက်နီလံ6မျိုးမြတ်စွာဘုရားသင်ပြထားတဲ့ဆုံးမထားတယ်။အဲ့ဒါလေးကိုဘေးသက်ပေါင်းသူတို့ကောင်းတို့အရင်မှတ်ကြည့်မယ်ပေါ့နော်။တရားမာတိကအနေနဲ့နံပါတ်1ချမ်းသာကြောင်းတရားဆိုတော့ဘုရားကြီးကဆောင်းပုတ်ကလေးတွေစီးပြီးတော့ပေးတယ်ပေါ့။ အယုတ်နှစ်ပါးမလိုက်စားလမ်းသွားမီစီမာဟောကမ္မသိက္ခာလေးကနုယောဂအကျင့်အတ္တကိလေမထနုယောဂအကျင့်လို့ဆိုတဲ့ကာမဂုဏ်ချမ်းသာ ခံစားတဲ့အကျင့်မိမိကိုယ်ကိုနှိမ့်ဆက်ညှင်းဆဲတဲ့အကျင့်ဒီအကျင့်နှစ်ပါးကိုအယုတ်တရားနှစ်ပါးလို့ခေါ်တယ်အဲ့ဒီအယုတ်တပါးအယုတ်တရားနှစ်ပါးကို မလိုက်စားဘဲနဲ့မဂ်ခင်ရှစ်ပါးလို့ဆိုတဲ့မီစီမာပြိပဒါအလေလန်းကိုကျင့်သုံးရမယ်တဲ့နံပါတ်၄ချမ်းသာကြောင့်တရား အယုံနှစ်ပါးမလိုက်စားလမ်းသွားမစီမနော်နောက်ဦးဇင်းတို့နံပါတ်1ချမ်းသာကြောင်တရားကြတော့ဘာပြောတုံဆိုတော့မမြောင်မစားမနှိမ်ညာတရားဟောပေါ်ဖြားတယ်တပတ်သားကိုမြောက်ပြီးတော့ပြောတာမျိုးမလုပ်ရဘူးတပတ်သားကို နှိမ့်ချပြီးတော့ပြောတာမျိုးမလုပ်ရဘူးမမြောင်မစားမနှိမ်ညာတရားဟောပေါ်ဖြားတဘာဝကြတာလေးကိုပဲဓမ္မဒိဋ္ဌံကြကြပြောတတ်ဆိုတဲ့အောင်ကြိုးစားရမယ် ဒါကဦးဇင်းတို့ဒုတိယချမ်းသာကြောင်တရားပေါ့နောက်ပြီးတော့တတိယချမ်းသာကြောင်တရားကြတော့ဘာပြောတော့ဆိုတော့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းချာပွားများဣဇတံလောကမှာချမ်းသာဒုက္ခဆိုတာနှမျိုးရှိတယ်တဲ့ဣဇတဒုက္ခရဲ့ဗဟိတဒုက္ခရဲ့ဣဇတဒုက္ခဆိုတာက အတွင်းချမ်းသာပေါ့တဲ့တဲ့ပြောရရင်တရားကြောင်ဖြစ်တဲ့ချမ်းသာပေါ့ဗဟိတဒုက္ခဆိုတာအပြင်ချမ်းသာ ယူပါယုံတတယုံကန္နယောရတယုံဖုဒ္ဓပါယုံတို့ကြောင့်ဖြစ်ပေါ်တဲ့ချမ်းသာ။အဲ့ဒီချမ်းသာဒုက္ခနှစ်ပါးကိုဘယ်ချမ်းသာကဘလို့သဘောရှိတယ်ဆိုတာကိုဉာဏ်နဲ့ပိုင်းခြားသိပြီးတော့ဣဇ္ဇတဒုက္ခလို့ဆိုတဲ့အတွင်းချမ်းသာကိုပဲပွားများရမယ်အထောက်ရမယ်တဲ့။ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇ္ဇတတဲ့။ဒါကတတိယချမ်းသာကြောင့်တရားပေါ့။နောက်ဦးဇင်းတို့သရုပ်ထချမ်းသာကြောင့်တရားကြတော့ဘာပြောတော့ဆိုတော့ မျက်မှောက်မျက်ွယ်ဤနှစ်သွယ်ဆိုးပွဲတိတက်လှတဲ့လူတယောက်ရဲ့အကြောင်းကိုကြွယ်ရမှာမကောင်းမပြောရအောင်ဒါကိုအရက်ထဲမှာတော့အတင်းပြောတယ်လို့ပြောတာပေါ့မျက်မှောက်မျက်ွယ်ဤနှစ်သွယ်ဆိုးပွဲတိတက်လှမျက်ွယ်မှာအတင်းပြောဖို့မလုံတဲ့တယ်လို့ရှိတယ်မှာလည်းပဲရှုံချတဲ့အခါကိုမပြောရအောင်နော်ဘလို့စကားကိုဆိုရမယ်ပြောရမယ်ဆိုတာကိုကောင်းကောင်းသိပြီးတော့ ြောတဲ့ဆိုတဲ့ရမယ်ပေါ့မျက်မှောင်မျက်ွယ်ဤနှစ်သွဲဆိုပွဲတည်တလှတဲ့နောက်အရှင်တို့ငါးခုမြောက်ချမ်းသာကြောင်တရားကြတော့မလျင်မစောစကားပြောချောမောမွေးတိမ်စွာတဲ့နော်စကားပြောတဲ့အခါမှာအစောတလျင်မပြောရဘူးနော်နှင်းနှေးကွေးကွေးပြောရမယ်လို့ဆိုလိုတာမဟုတ်ဘူးမှန်မှန်ကလေးပြောရမယ်နော်မြန်မြန်ဆန်ဆန်ကြီးအလော်တကြီးကြီးမပြောရဘူးတဲ့နော်ဒါလည်းပဲဦးဇင်းတို့ချမ်းသာကြောင်တရားပေါ့ နောက်ဆုံး6ခုမြောက်ချမ်းသာကြောင်တရားကြတော့ဘာပြောတော့ဆိုတော့အယက်စကားမလွန်ညာ6ပါးအရဏအများစုက ပြောဆိုသုံးလုံးနေတဲ့အရာကိုဟောဒီအယက်ကဒီလိုပြောတဲ့အတိဘယ်ကို ကို့အယက်ကပြောတာနဲ့မတူလို့ဒါကိုမငင်းခုံရဘူးပေါ့ဆိုကြပါစို့နော်ဒီရေခွက်ကိုပဲဆရာတော်ကြီးကတော့ဥမာပေးတယ်တချို့အယက်ဒေတာက ခေါ်တာကနံပါတ်တစ်မျိုး နောက်အရက်ဒေတာကခေါ်တာကနာမည်တစ်မျိုးတယောက်နဲ့တယောက်ခေါ်ဝေါ်ပြောဆိုပုံရင်မတူဘူးဒါပေမဲ့ဒီရည်ခွန်းကိုပြောတာလို့ရည်ညွှန်းပြီးတော့ပြောတာလို့တော့သိနိုင်တယ်ဟုတ်လားအဲ့လိုဆိုလို့ရှိရင်အဲ့ဒါကိုကိုယ့်အရက်ဒေတာကပြောဆိုသုံးလုံးတာနဲ့မတူလို့ဒါကိုမငင်းရအောင်မင်းတို့ပြောတာမဟုတ်ဘူးလို့မလုပ်ရအောင်ဟုတ်လားအများသုံးဝါးရကိုလွန်ပြီးတော့ဆန့်ကျင်ဘက်ငင်းခုန်တာမျိုးမလုပ်ရအောင် အဲ့ဒါဦးဇင်းတို့6ခုမြောက်အရဏတရားပေါ့ဟုတ်လားအဲ့ဒီလိုလေးဆိုတော့ဘုရားကြီးကတရားကိုတော့ဆောင်ပုတ်ကလေးစီပေးတယ်အဲ့ဒါဦးဇင်းကဒါတရားမာတိကာလေးစပြီးတော့ခင်းလိုက်တာပေါ့ဟုတ်လားအဲ့ဒီ6ပါးနဲ့အညီနေထိုင်နိုင်မယ်ပြောဆိုနိုင်မယ်ကျင့်သုံးနိုင်မယ်ဆိုလို့ရှိရင်ဘဝမှာဘာမှမချမ်းသာတဲ့အကြောင်းမရှိဘူးအဲ့ဒါဦးဇင်းတို့နံပါတ်1အရဏတရားကစပြီးတော့ပြောကြည့်ရအောင်ပေါ့နော်ရသော်ဘုရားဘာဟောတာတုံးဆိုတော့ ဆလိုဘုရားကြီးရဲ့ဆောင်းပုတ်ကလေးကိုပဲအရင်စားဂိုင်ပြောမယ်နော်အယုံနှစ်ပါးမလိုက်စားလန်သွားမစည်းမာနာကာမတုခန္ဒီကနုယောဂမနုယုံစီယဟီနံကာမပောထုဇနိကနရိယအနတ္တတန်ဟိတနာအတ္တကိလမထနုယောဂမနုယုံစီယဒုက္ခအနရိယအနတ္တတန်ဟိတဣတိခောဘိခဝေဥဘောအန္တိအနုပက္ခမမစည်းမာပရိပဒတထာဂရေနအဘိသံဗုဒ္ဓ သကုကရဏီညာနာကရဏီဥပသမာယအပိညာယတံဘောဓာယနိဗ္ဗာန်ယတံဝတ္တတိတဲ့ဒါကမြတ်စွာဘုရားဟောထားတဲ့ပါဠိတော်။နော်အဓိပ္ပာယ်ကဘာပြောတော့ကာမတုခန္တိကနုယောဂဆိုတဲ့ကာမဂုဏ်ချမ်းသာကိုခံစားရှာဖွေတဲ့အကျင့်ကိုမကျင့်ရဘူးတဲ့။အဲ့ဒါပထမအယုတ်တရားနှစ်ပါအယုတ်တရားတစ်ပါပေါ့။နောက်ဒုတိယအတ္တကိလမထနုယောဂလို့ဆိုတဲ့မိမိကိုယ်ကိုနှိမ့်ဆက်ညင်သေးခြင်းဖြင့် နော်ဒုက္ခတွေငြိမ့်လိမ့်မယ်လို့မှားယွင်းတဲ့အယူအဆလက်ခံထားပြီးတော့ကိုယ့်ကိုယ်ကိုနှိမ့်ဆက်ညှင်းဆဲတဲ့အကျင့်ကိုလည်းမကျင့်ရအောင်အဲ့ဒါလည်းပဲအယုတ်တရားပဲဘာဖြစ်လို့အဲ့ဒါတွေကိုမြတ်စွာဘုရားကမကျင့်ရတာတုံးဆိုတော့အဲ့ဒီကာမတုခံလေးကနုယောကအကျင့်နဲ့အတ္တကိလမထနုယောကအကျင့်ရဲ့သဘောတဘာဝလေးကိုမြတ်စွာဘုရားအလွန်ကြစ်လက်သိသိတဲ့စကလုံးလေးတွေနဲ့အတိပ္ပယ်ဖွင့်ပြတယ်။ဟောကာမတုခံလေးကနုယောကဆိုတဲ့ ကာမဂုဏ်ချမ်းသာကိုခံစားရှာဖွေတဲ့အကျင့်ကိုကျင့်သုံးခြင်းသည်ဘလို့မကောင်းတာတွေရှိလို့မကျင့်ရဘူးလို့မြတ်စွာဘုရားပြောတာတော့ဟိနံကာမံပောထုဇဏိယပောထုဇဏိကံအနရိယအနတ္တတဟိတဟောကာမတုခန္ဓိကညောကအကျင့်ကို၅ချက်မြတ်စွာဘုရားအပြစ်ထောက်ပြတော့ဟိနံယုံညံ့နေတဲ့အဲ့ဒီအကျင့်ဟာနော်ဟိနံဘာလဲတော့ယုံညံ့နေတဲ့ကာမံ ရွာသူတန်းငယ်တို့ရဲ့အကျင့်တနည်းအားဖြင့်ကြံထန်းနေနော်ဟီနံယုံညံ့နေကာမံကြံထန်းနေအနရိယံအရိယာသူတော်ကောင်းတို့ရဲ့တနည်းအားဖြင့်ဖြူရှင်တဲ့ပုံကိုယ်ကြီးကျင့်သုံးတဲ့အကျင့်မဟုတ်ဘူးတဲ့ပောထုဇနိကံကိလေသာထူပြောတဲ့ပုံကိုယ်ကြီးကျင့်တဲ့အကျင့်နဲ့ဟီနံကာမံပောထုဇနိကံအဲပောထုဇနိကအရင်လာတယ်နော်ကိလေသာထူပြောတဲ့လူတွေရဲ့အကျင့်အနရိယံ ဖြူရှင်တန်ရှင်းတဲ့ပုဂ္ဂိုလ်တွေရဲ့အရိယာပုဂ္ဂိုလ်တွေရဲ့အကျင့်မဟုတ်ပြီးတော့အနတ္တတန်ဟိတ အကျိုးမဲ့ခြင်းနဲ့ဆက်ရှင်နေတယ်တနည်းအားဖြင့်အကျိုးမရှိဘူးတဲ့ဟောငါးချက်ဒီအချက်ငါးချက်နဲ့ကာမတုခန္တိကလူယောဂအကျင့်ကိုဒကာမတို့ဥယျာဉ်တို့ဟုတ်မဟုတ်ဆိုတာဝေဖန်ကြည့်ရမယ်နော်ရူပါယုံကို ကြည့်ရှုရင်းဖြင့်ချမ်းသာရှာတဲ့အလုတ်တတယုံကိုနားထောင်ရင်းဖြင့်ချမ်းသာရှာတဲ့အလုတ်ဟုတ်လား ကာယုံကိုနိုင်ရှုရင်ဖြင့်အရတာယုံကိုအရတာခရင်ဖြင့်ပုထဘာယုံကိုအရတာခရင်ဖြင့်တော့ချမ်းသာရှာဖွေတဲ့အလုတ်တော့အလုဟာဒီအချက်၅ချက်နဲ့ကိုက်ညီမှုရှိမရှိဆိုတာဧတတုဥရှင်တို့ကိုယ်ပိုင်ဉာဏ်နဲ့ကိုဝေဖန်ကြည့်လို့မရနိုင်ဘူးလားရနိုင်တယ်ဒါမြတ်စွာဘုရားကတော့အဲ့ဒီတိုင်းဝေဖန်ပြသွားတယ်ပေါ့နော်ဟိနယုံညံ့နဲ့ကမ္မကြံထမ်းနဲ့ပောထုဇဏီကနကိလေသာထူပြောတဲ့ပုံကိုယ်ရဲ့အကျင့်ဖြစ်တယ် အနရိယဖြူရှင်တန်ရှင်တဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်မဟုတ်ဘူးအနတ္တတန်ဟိတအကျိုးမဲ့ခြင်းတွေပဲရှိနေတယ်တဲ့ဟုတ်လားဒါကြောင့်မလို့အဲ့ဒါဟာအယုတ်တရားတစ်ပါးဖြစ်တယ်ပေါ့ဒါကိုရှောင်ကျင်ရမယ်ပေါ့ချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေဟာဟုတ်လားနောက်ဦးဇင်းတို့အတ္တကိလမထလူယောဂအကျင့်ကိုကြတော့မြတ်စွာဘုရားဘယ်လိုဝေဖန်ထောက်ပြတော့ဆိုတော့ဒုက္ခအနရိယအနတ္တတန်ဟိတသူကြတော့၃ချက်မြတ်စွာဘုရားဝေဖန်ပြတယ် ဒုက္ခဆင်းရဲတယ်တဲ့ဟုတ်လားဒါကဦးဇင်းတို့အိန္ဒိယမှာအဲ့ဒီအကျင့်ကိုကျင့်သုံးတဲ့ပုံကိုယ်တွေကအလွန်များတာနော်အလွန်ပူလောင်တဲ့တွေကကာလမျိုးမှာဘေးမှာမိဘုံကြီးလေးဘုံဖိုးအဘောကနေကလည်းကြက်ကြက်တော့ပူချွေတန်သေးတွှဲွှဲထွက်ပြီးတော့ကိုကိုကိုအဲ့လိုပူလောင်နေအောင်ရှုံမြိုင်လိုက်ရင်ကိလေသာစိတ်တွေမဖြစ်နိုင်ဘူးလို့သူတို့ကအဲ့လိုယုံကြည်ပြီးတော့ခန္ဓာကိုယ်ကိုနှိပ်စက်တဲ့ ဆင်းရဲစေတဲ့အကျင့်ကိုအကျင့်ကြတာဟုတ်လားအေးအဲ့ဒီအတ္တကိလမထအကျင့်ဟာနံပါတ်၁ဘာလဲတုန်းဒုက္ခဆင်းရဲတယ်တဲ့အနရိယဖြူရှင်တန်ရှင်းတဲ့ပုံကိုယ်တွေလည်းမကျင့်ဘူးတဲ့အဲ့ဒီအကျင့်ကိုအနတ္တတန်ဟိတံသူလည်းပဲအကျိုးမရှိဘူးတဲ့ဟောဒုက္ခနရိယအနတ္တတန်ဟိတံသုံးချက်ကာမတုခန္တိကနုယောဂကိုပြောထားတာနဲ့အတ္တကိလမထနုယောဂကိုပြောထားတာမတူဘူးနော် ကာမတုခံလေးကနှုတ်ယောဂထဲမှာဒုက္ခဆိုတဲ့စကားလုံးမပါဒုက္ခဆင်းရဲတယ်လို့ပြောထားတာတော့မပါဟိနံယုံညံတဲ့ခံပန်ကြံထန်တဲ့ပေါ်ထုဇဏီကံပုထုဇဉ်ကိလေသာထူပြောတဲ့ပုံကိုယ်တွေလှုပ်တာဟုတ်လားအနရိယဖြူရှင်တန်ရှင်းတဲ့လူတွေမလုပ်ဘူးအနတ္တတန်ဟိတာအကျိုးမဲ့ခြင်းနဲ့ဆက်ရှင်ဟုတ်လားအဲ့တော့တို့နှစ်ခုမှာဘယ်အချက်သွားတူတုံးဆိုတော့အနရိယအနတ္တတန်ဟိတံဆိုတဲ့နှစ်ချက်တော့သွားတူဟုတ်လားအရိယာတွေမလုပ်ဘူး အကျိုးမရှိဘူးဆိုတာချင်းကြတော့တို့တယ်အတ္တကိလေသာလူယောဂကြတော့ဒုက္ခံဆိုတာကကွဲပြားသွားတယ်အတ္တကိလေသာလူယောဂအကျင့်ကိုဟီနံယုံညံ့တယ်လို့မပြောဘူးဟုတ်လားကာမံကြမ်းထမ်းတယ်လို့လည်းမပြောဘူးပောထုဇဉ်ဤကပုထုဇဉ်တို့ရဲ့အကျင့်လို့လည်းမပြောဘူးဒါပေမဲ့ပုထုဇဉ်တွေပဲအတ္တကိလေသာလူယောဂကိုအကျင့်တာပါဟုတ်လားသို့တော့ဒီနေရာမှာအသုံးနှုံးလေးတွေကိုစိတ်ဝင်စားစေခြင်းလို့ဦးဇင်းကအသေးစိတ်ပြောပြတာနောက်ခုကက ော်လူငယ်ပိဋကမဟုတ်လူကြီးတွေကြီးနားထောင်တာဆိုတော့စဉ်းစားစရာလေးကိုဦးဇင်းကပြောပြတာဟုတ်လားအဲ့လိုမျိုးမကောင်းတဲ့အချက်တွေနဲ့ဝေဖန်ထောက်ပြပြီးတော့မြတ်စွာဘုရားကဒါဟာအယုတ်တရားတွေဖြစ်တဲ့ဒါကြောင့်ဒါကိုမကျင့်သုံးရဘူးဒါထင်ရင်ဘလို့ကျင့်သုံးရမှာတုံးဆိုတော့အယုတ်နှစ်ပါးမလိုက်စားလမ်းသွားမီစီမဟောမီစီမပြိပဒါအကျင့်လမ်းကိုကျင့်သုံးရမယ်ပေါ့အဲ့ဒါကိုကြတော့မြတ်စွာဘုရားကဘလို့ညွန်ပြတုံးဆိုတော့ ေတေခောဘိခဝေဥဘောအန္တိအနုပက္ခမမစ္စည်းမပရိပဒတထာဂရဏအဘိသံဗုဒ္ဓသက္ခုကရဏိညာနာကရဏိဥပသမာယအဘိညာယသံဗောဓာယနိဗ္ဗာန်ယသံဝတ္တတိဒီပါဠိတော်လေးဘယ်ထဲမှာလဲတွေ့ဖို့တော့အေးဓမ္မစကြာလေးလဲတွေ့ဖို့လေနော်ယခုပြောခဲ့တဲ့အစွန်တရားနှစ်ပါးကိုမလိုက်စားဘဲနဲ့ရှောင်ကျင်ပြီးတော့မြတ်စွာဘုရားကိုတော်တိုင် ထိုးထွင်းပြီးတော့တည်တော်မူထားတဲ့ မဇ္ဈိမပရိပဒါလို့ဆိုတဲ့မဂ်ဂင်ရှင်ပအချင်းမြတ်တရားကိုကျင့်သုံးရမယ်တဲ့အဲ့ဒါမြတ်စွာဘုရားကကိုတော်မြတ်ထိုးထွင်းပြီးတော့တည်ထားတဲ့အဲ့ဒီမဂ်ဂင်ရှင်ပအချင်းမြတ်တရားလို့ဆိုတဲ့မဇ္ဈိမပရိပဒါကိုဘယ်လိုအမွန့်တင်ဂုံပြုတ်ပြီးတော့ဟောထားသလဲအဲ့ဒါလေးတွေပဲပြောစရာကောင်းတယ်ဗျာအဲ့ဒီမဇ္ဈိမပရိပဒါဆိုတဲ့အကျင့်ဟာဘလို့စွမ်းရည်တတ္တိတွေရှိတာတော့တဏှာအဖြစ်ပေါ့ဟုတ်လားမဇ္ဈိမပရိပဒါလမ်းကိုရှောက်လို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေရနိုင်နှုံးဆိုတာကိုလည်းပဲ ဟိုတပြိုင်တည်းနားလေသွားနိုင်နေပေါ့သခုကရဏီညာနာကရဏီဥပသမာယအဘိညာယတံဘောဓာယနိဗ္ဗာနာယတံဝတ္တိ6မျိုးပြောထားတယ်သိချာနားတော်နော်သခုကရဏီမြင်ခြင်းကိုဖြူတတ်တယ်ဟောမဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်မယ်ဆိုလို့ရှိရင်မဇ္ဈိမပရိပဒါလမ်းကိုရှောက်မယ်ဆိုရင်အမြင်ကျဲလာမယ်အမြင်ကြီးလာမယ်နော်ငကိုယ်တော့မမြင်ဘူးဓာတွေ မြင်လာမယ်မြင်တယ်ဆိုတာညံတဲ့မြင်တာကိုညင်ညွန်းတာပါဟုတ်လားပဂတိမျက်စိဆိုတာကဘာမှသိပြီးတော့အစွမ်းတတ္တိထက်မြက်လာတယ်လို့မဆိုနိုင်ဘူးတော့တကယ်တမ်းကပဂတိမျက်စိနဲ့ဟိုမြင်လို့မရတဲ့အရာတွေကလောကကြီးမှာပိုများပါတယ်ပဂတိမျက်စိနဲ့မြင်လို့ရတဲ့အရာဆိုတာအလွန်နှဲပါတယ်ဟုတ်လားဒါဥပပါပြောတာတော့စကုကရဏီမြင်ခြင်းကိုပြုတတ်တယ်။ဘာနဲ့မြင်မအောင်ဆိုညာနဲ့မြင်ပဲပေါ့။စကုကရဏီပြီးတော့ညာနာကရဏီ တိချင်းကိုပြုတ်တတ်တယ်ငကိုတုံးကမတိသေးတာတွေတိလာမယ်ဟုတ်လားငကိုတုံးကမစင်သာဘူးတာတွေစင်သာတတ်လာမယ်နောက်အတိညာတွေပူပြီးတော့ကြီးလာမယ်ပေါ့သက္ခုကရဏီညာနာကရဏီဥပတမာယတဲ့ငြင်းအေးမှုရှိလာမယ်နောက်လောဘဒေါသမောဟနှဲပါရာကနေတဖြည်းဖြည်းဩစိတ်နှလုံးဟာအေးချမ်းပြီးတော့ဥပတမာယငြင်းအေးမှုဆိုတာကိုသိကြပေါ့ရမယ်မဂ္ဂင်ရှင်ဘအကျင့်မြတ်တရား မေဇီမာပြိပဒါလမ်းကိုရှောက်မယ်ဆိုလို့ရှိရင်ပေါ့နော်ဇကုကရဏီညာနာကရဏီဥပသမာယနော်ပြီးတော့ဗါတယ်တော့အဘိညာယတဲ့အဘိညာယဆိုတာထူးသောဉာဏ်ဖြင့်သိမယ်လို့ပြောတာထူးသောဉာဏ်ဖြင့်သိတယ်ဆိုတာကတာမန်တိယိုသိစဉ်အတိကိုကျော်လွန်တဲ့အတိကိုနော်ထူးတဲ့ဉာဏ်ဆိုမှတော့တိယိုသိစဉ်အတိမဟုတ်ဘူးပေါ့ဒကာသမားတို့ဦးဇင်းတို့တိယိုသိစဉ်အတိကမြင်လိုက်တယ်ဆိုရင်ဒါယောက်ျားတွေမိန်းမတွေ ဒါကငါခင်တဲ့လူဒါကငါမခင်တဲ့လူဟုတ်လားငါသူပုဂ္ဂိုလ်တတ္တဝါချစ်သူခင်သူမုန်းသူဒီလိုမျိုးပုဂ္ဂိုလ်တတ္တဝါအမြင်နေနဲ့သိကြရအောင်ဟုတ်လားထူးတဲ့အသည့်ဆိုတာအဲ့ဒီလိုအသည့်မျိုးကို မဆိုလို့နော်တဘာဝတရားကြီးကိုမှန်မှန်ကန်ကန်နားလေတဲ့အသည့်မျိုးနော်ယုဒ္ဒနန္ဒတုရဲ့တဘာဝဟုတ်လားမတိမြဲတဲ့အနေဆသဘောအကောင်းမဟုတ်တဲ့ဒုက္ခသဘော အဆိုးမရမပိုင်တာတဲ့အနတ္တသဘောနော်ဒီခန္ဓာရဲ့သဘောဒီလောကရဲ့သဘောကိုအဲ့ဒါလို့မှန်မှန်ကန်ကန်သိတာတကယ်တမ်းကလောကဆိုတာယုံနံတို့ရဲ့အဆူအဝေးပဲလေဟုတ်တယ်မဟုတ်လားလောကဆိုတာဘာတို့ယုံနံတို့ရဲ့အဆူအဝေးနော်တတ္တဝါဆိုတာကပြည့်ညက်ပဲတကယ်ကတော့ဒီယုံနံကိုပဲတတ္တဝါလို့ခေါ်တာပေါ့တကယ်ကတတ္တဝါရဲ့လို့မရှိဘူးပေါ့ဟုတ်လားအေးအဲ့ဒီယုံနံဆိုတာကလည်းပဲနော်ဘာဖြစ်လို့မှသူကတီမြဲမှု မရှိတဲ့သဘာဝတရားတွေဘယ်ယုံနာမှတီးနေတယ်မြဲနေတယ်ဆိုတာမရှိဘူးဖြစ်ပြီးရင်မရှိတော့ဒါမှဖြစ်เสียအကြောင်းတရားတွေရှိတဲ့အတွက်ကြောင့်ထပ်ပြီးတော့ဖြစ်တယ်ဖြစ်ရင်းနဲ့နောက်ထပ်ဖြစ်เสียအကြောင်းတွေကိုဖန်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 ထားခဲ့တဲ့သဘောလည်းရှိတယ်ပေါ့နောက်တကူတုံးကဖြစ်เสียအကြောင်းတရားတွေအများကြီးလှုပ်ထားတာရဲ့အချိန်ကြောင့်လည်းပဲဆက်ဖြစ်နေတာတွေရှိတယ်ပေါ့သဘောပေါက်လားအေးအဲ့တော့ဒီယုံနာဆိုတာဖြစ်เสียအကြောင်းရှိလို့ဖြစ်တယ်ဒါပေမဲ့တီမြဲနေတာ မဟုတ်အဲ့ဒါလိုတည်ခြင်းမြဲခြင်းမရှိဘူးဆိုတဲ့တဘာဝလက္ခဏာနော်အနေဆာလက္ခဏာတာမင်ညာလက္ခဏာဒါတွေကို နားလည်လာတယ်ဟုတ်လားထူးသောဉာဏ်ဖြင့်သိတယ်ဆိုတာတဲ့တဲ့ပြောရရင်အနေဆာဒုက္ခအနတ္တကိုသိတဲ့ဉာဏ်ကိုပြောတာဝိပဿနာဉာဏ်ကိုပြောတာဟုတ်လားအဲ့တော့သက္ခုကရဏီမြင်ခြင်းကိုပြုတတ်တဲ့ညာနာကရဏီသိခြင်းကိုပြုတတ်တဲ့ဥပသမာယဉာဏ်အိမ်မှုကိုရံစီမယ်အပိညာယဝိပဿနာဉာဏ်လို့ဆိုတဲ့ ထူးသောဉာဏ်ဖြင့်သိတယ်ဆိုတဲ့အနေအထားမျိုးကိုရရှိမယ်哦ပြီးတော့တန်ဘောဓာရတယ်ဟောတန်ဘောဓာရဆိုတာကနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိနော်ထူကဲမြင့်မြတ်တဲ့တစ္ဆာလေးပါးကိုထူးထွန်းပြီးတော့သိတဲ့မဉဏ်လေးပါးဖြင့်သိတာကိုတန်ဘောဓာရလို့ပြောတယ်သူကတော့အမြင့်မြတ်ဆုံးဉာဏ်လေးပေါ့ဟုတ်လားအဲ့ဒီလိုထူးကဲတဲ့မြင့်မြတ်တဲ့ဉာဏ်တွေကိုလည်းပဲရမယ်တဲ့မြတ်စွာဘုရားကကိုရောမြတ်ထိုးထွင်းပြီးတော့သိထားတဲ့မဂ်ခင်ရှင်ပါအချင်းမြတ်တရာ မစီမံပြိပဒလမ်းကိုရှောင်မယ်ဆိုလို့ရှိရဲ့ဟုတ်လားနောက်ဆုံးနိဗ္ဗာန်အရနိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုခြင်းအလုံးကတဝတ္တိဖြစ်လိမ့်မယ်အကျိုးကျေးဇူးဘယ်နှမျိုးတော့6မျိုးယခုနကကာမတုခံလေးကနုယောဂရဲ့အပြစ်အတ္တကိလမထနုယောဂရဲ့အပြစ်အဲ့ဒါကိုပြန်ပြီးတော့အဲ့ဒီအပြစ်ရှိတဲ့လမ်းတွေကိုမလျှောက်ဖဲနဲ့အခုလိုအကျိုးကျေးဇူးအလုံးများပြားတဲ့မစီမံပြိပဒအကျင့်လမ်းကိုရှောက်ရမယ် ဒါကိုပဲဥရှင်တို့စတော်ဘုရားကြီးကအယုံနှစ်ပါးမလိုက်စားလမ်းသွားမစီမာလို့ပြောတာအဲ့ဒီတစ်ချက်တည်းကိုပဲကျင့်သုံးနိုင်မယ်ဆိုရင်ဘာမှမချမ်းသာတဲ့အကြောင်းမရှိဘူးပေါ့ဟုတ်ရဲ့လားအဲ့တော့ဒီနေရာမှာဥရှင်တို့မဂ်ကင်ရှင်ပါအချင်းမြတ်တရားကိုကျင့်သုံးရမယ်ဆိုတဲ့နေရာမှာစတော်ကြီးကတော့သူကမဂ်ကင်ရှင်ပါလုံးကိုအသေးစိတ်ပြီးတော့သူမပြောဘူးနောက်ထပ်ပြောစရာလေးလေးအများကြီးကြံနေသေးလို့အချင်းချမ်းတဲ့သဘောလေးဖြစ်ကောင်းဖြစ်မယ်ပေါ့ ဘာကိုပဲပြောသွားတယ်ဆိုတော့ဦးရှင်တို့တမာဒိဋ္ဌိတလုံးနဲ့ကိုပဲပြောသွားတယ်။ဘာဖြစ်လို့လဲဆိုတော့တမာဒိဋ္ဌိသာဖြစ်အောင် လုံနိုင်ပဲဆိုရင်ကျန်တဲ့တမာသင်္ကပ္ပအမှုပြုတဲ့မဂ်ဂင်ခုနှစ်ပါးဟာအလိုလိုဖြစ်လိမ့်မယ်တဲ့။ဘာနဲ့ဥမာတူတော့ဆိုလို့ရှိရင်ယထာတွေကြီးရှစ်တွဲမှာခေါင်းတွဲကလာပုံမှန်ခုံမောင်းသွားမယ်ဆိုရင်နောက်တွဲခုနှစ်တွဲဟာလိုက်လာလိမ့်မယ်လို့ဆိုလို့ရအဲ့လိုဥမာပေးတယ်။အဲ့လိုပဲဦးရှင်တို့မဂ်ဂင်ရှစ်ပါးယထာတွေကြီးမှာ တမာဒိဋ္ဌိဆိုတာခေါင်းတွဲကြီးနဲ့တူတယ်။ဒါကြောင့်သူ့ကိုယ်သာလည်းရည်ရည်လေးလေးနားလည်အောင်ကြိုးစားပြီးတော့ဒီတမာဒိဋ္ဌိမခင်ဖြစ်အောင်သာအားစိုက်ပြီးတော့ကြိုးစားရမယ်။ဟုတ်လား။အဲ့လိုမျိုးဆိုတော့ကြီးကသင်ပေးတယ်။အဲ့လိုဆိုရင်တမာဒိဋ္ဌိဖြစ်အောင်ဘယ်လိုလုပ်ရမလို့။ဟောတမာဆိုတာမှန်ကန်တာဒိဋ္ဌိဆိုတာအမြဲ။ဒါဦးဇင်းတို့အလဲလန်းကိုရှောက်ဖို့မေဇိမာပရိပဒလန်းကိုရှောက်ဖို့မခင်ရှိပါကိုပွားများဖို့ဒါစတင်ပြီးတော့စဉ်းစားရမယ့်အပိုင်းတွေပြောနေတယ်ဟုတ်လား။ အဲ့တော့မဂ်ဂင်ရှင်းပါးမှာလည်းတမာဒိဋ္ဌိကအရေးကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်တမာဒိဋ္ဌိကိုအခု깟ပြီးတော့ပြောရတယ်ပေါ့အဲ့တော့တမာဆိုတာမှန်မှန်ကန်ကန်ဒိဋ္ဌိဆိုတာအမြင်မှန်ကန်တဲ့အမြင်အဲ့တော့တမာဒိဋ္ဌိဆိုတာဘာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုတော်တိုင်အတိဘယ်ဖွင့်ဆိုထားတဲ့ဒေသနာတွေအများကြီးရှိတယ်အထူးသဖြင့်ဦးဇင်းတို့မဟာသတိပဋ္ဌာနသုတ်တန်ကြီးမှာတမာဒိဋ္ဌိဆိုတာဘာကိုပြောတာတုံးဆိုတာကိုမြတ်စွာဘုရားဖွင့်ဆိုပြထားတယ်တမာဒိဋ္ဌိဆိုတာ သစ္စာ၄ပါးကိုသိတာကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်တဲ့ဟောနော်ဘာကို သိတာသစ္စာ၄ပါးကိုသိတာ နော်ဒီခန္ဓာကိုယ်ကြီးဟာဆင်းရဲတဲ့တရားမြတ်သာဖြစ်တယ်လို့သိရမယ်အဲ့ဒါတမ္မာဒိဋ္ဌိဒုက္ခသစ္စာကိုသိတယ်နော်ခန္ဓာဟာကောင်းတဲ့သဘောမဟုတ်ဘူးဒါဟာအမှန်တရားပဲကောင်းတဲ့သဘောမဟုတ်တာကိုကောင်းတဲ့သဘောမဟုတ်ဘူးလို့သိချင်းသိရင်လေအဲ့ဒါတမ္မာဒိဋ္ဌိပဲနော်အကျေတဝန်စီးပြန်းကျင်နေဆိုရင်တော့ ပဋိတန်တေအိုနာတေဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏မချစ်ရှင်တွဲချစ်သူကွဲနှင့်လိုလဲမရအကျဉ်ပြသောပင်စဥပါဒနခန္ဓာတစ္ဆာဒုက္ခမှမောလာတယ်ဟုတ်လားပါဠိတော်လေးနဲ့အညီဆိုတော့ဘုရားကြီးရေးထားတာပါပဲဒါလေးတွေကိုရွတ်ဆိုရင်းနဲ့အတန်ရဲ့နောက်ကိုညံလိုက်ပြီးတော့စဉ်းစားဆင်ခြင်ရမယ်လို့ဆိုလိုကြီးရဲ့အဲ့လိုနီလံပေးတယ်ဟုတ်လားပဋိတန်တေအိုနာတေဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏ ဒါဟာဒုက္ခပါလို့ဘယ်သူမှအကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ညင်းချက်မထုံနိုင်ဟုတ်လားပရိသတ်နေနေရတဲ့ကိစ္စဟုတ်လားအိုရတဲ့ကိစ္စနာရတဲ့ကိစ္စပျက်စီးသေးဆုံးရတဲ့ကိစ္စဟုတ်တယ်မဟုတ်လားပရိသတ်တွေဥနာတိဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏ဒီအချက်လေးချက်ကိုပဲပြပြနေနေသဘောပေါက်ရင်ဘဝဟာဒုက္ခမြတာဖြစ်တယ်ဆိုတာဘာမှလက်မခံနိုင်ကြမရှိဟုတ်တယ်မဟုတ်လားငွေကြီးနဲ့လည်းကာကွယ်လို့မရတတ်ထားတဲ့ပညာနဲ့လည်းကာကွယ်လို့မရ ဘာနဲ့မှကာကွယ်လို့မရဖြစ်လာတဲ့တရားတိုင်းညီတူမျှတူခံကြရတယ်ပရိသန္တိအိုနာတေဟုလေးတွေရင်မြစ်ဒုက္ခဖြစ်ဒါအရင်အမြစ်ကြတဲ့ဒုက္ခကြီးလေးပါဟုတ်လားမချစ်ရှင်တွေချစ်သူကွဲနဲ့ဟောဒီဒုက္ခတွေကိုပြောတဲ့နေရာမှာဥစဉ်ကတော့စိတ်ဝင်စားတယ်ဘယ်လိုလူမျိုးမှရှောင်လို့မရတဲ့ဒုက္ခကိုမြတ်စွာဘုရားဟောတာ မချစ်ရှင်တွဲချစ်သူ꽌နဲ့မချစ်တဲ့ဘူတွေနဲ့အတူတူနေရတဲ့ဒုက္ခဟာတထေးတွေလည်းရှောင်လို့မရအာနာရှိတဲ့လူတွေလည်းရှောင်လို့မရဘယ်လိုလူသားမှရှောင်လို့မရလူရင်လို့ဖြစ်လာလို့ရှိရင်မချစ်တဲ့လူနဲ့နော်အတူတူနေရတဲ့ဒုဆိုတဲ့ဒုက္ခအနေနဲ့အများရှိနေကြတယ်အဲ့ဒါဟာဆင်းရဲတယ်လို့ပြောမလားချမ်းသာတယ်လို့ပြောမလားမချစ်ရှင်တွဲပြီးတော့ဘာလဲတော့ချစ်သူ꽌နဲ့အတူတူနေခြင်းနဲ့လူနဲ့မနေရတဲ့ဒုက္ခ လူတိုင်းမှာရှိတယ်။လူတိုင်းမှာရှိတယ်။ချွင်းချက်မထားအောင်။ဟုတ်လား။ဒါကြောင့်လူတိုင်းတွေ့ကြုံရမယ့်ဒုက္ခညင်းလို့မရအောင်မြတ်စွာဘုရားဟောထားတယ်လို့များဟောထားတယ်လို့များတောင်ထင်ရမလို့ရှိတယ်။ဟုတ်လား။မချစ်ရှင်တွေချစ်သူကွဲနဲ့လိုလဲမရဟောဒီဒုက္ခလည်းလူတိုင်းမှာမရှိဘူးလား။ရှိရင်တော့ကိုဖြစ်ချင်တာတွေမဖြစ်တာပဲများပါတယ်။ကိုလိုချင်တာတွေမရတာပဲများပါတယ်။ဟုတ်လား။လိုလဲမရ အကျဉ်းပြမယ်ဆိုရင်တော့ပင်စာဥပါဒနဲ့ခန္ဓာသစ္စာဒုက္ခမမို့လားဥပါဒံတရားတို့ရဲ့အာယုံဖြစ်တဲ့ဒီခန္ဓာ၅ပါးဟာဒုက္ခပါပဲလို့ဒါအကျဉ်းချုပ်ဒုက္ခတွေကိုရည်တွက်လို့မကုံနိုင်လို့မို့အကျဉ်းချုပ်ပြီးတော့မြတ်စွာဘုရားပြောလိုက်တာ